ြောချင်တဲ့အတိပြသူပွဲလုံးမယ်လို့ပြောတာတော့မဟုတ်ဘူးအတိတ်နမိတ်လို့ဖြစ်သွားတာတုတ်ပြီတခြင်းသူပရမအောင်ဆိုတယ်ဒါပေမဲ့နောက်ပွဲတွေမှာသူကတုတ်ပြီတခြင်းနဲ့ကျွန်တော်ကိုတုတ်ပြီတခြင်းဆိုထားတဲ့တခြင်းနဲ့အီရီယောတခြင်းနဲ့သူလုံးမစားဘူးလို့ပြောချင်တာနောက် performance အကောင်းနေခါမယ်စပင်းနေခါမယ်သူဆိုစပင်းညက်ထားမယ်ရှေ့တိုးနောက်ဆုံးပေါ့နော်ခေါင်းတွေလှုပ်နေပါညာဆိုတော့အဲ့ဒါတွေကတာမန်လူအနေနဲ့ပြဿနာမရှိဘူးနှလုံးထဲမှာ stand ထားတဲ့လူအနေနဲ့ခံစားမှုကြတော့သူတို့ရဲ့ပြည့်တက်တယ်နောက်ပြီးတုတ်ပြီရဲ့ပွဲမှာသူတို့အားလုံးကနှုတ်ဆက်ခွင့်ရတယ်ဆိုရင် feeling တွေကလည်းသူတည်ဆုံးသွားစေတဲ့ ခံစားမှုနှလုံးရက်သွားစေတဲ့ခံစားမှုတွေလို့အကိုကတော့အမှုပညာဆန်းဆန်းတွေးမိပါတယ်ခုံယူဖို့ကောင်းတာတစ်ချက်ကတော့ပြီးသက်ရှိမှပထမဆုံးဗီဒီယိုတွေရိုက်ထားတဲ့ရှိမှကြဆုံးသွားတဲ့အမှုပညာရှင်တယောက်အဖြစ်အဒီနိုကမှတ်တမ်းတင်နိုင်ခဲ့တယ်ဟောနော်ကိုစီဖုန်းဆက်တာက Facebook မှာပြမတွေ့တယ်အဒီနိုလဲကြပါရပါတော့နှလုံးရောက်လဲကြပါရဲဆိုတော့သူကုသမှု ပေးတယ်လို့ပဲကွာထင်လိုက်တာလေစင်ပေါ်မှာလဲကြသွားတယ်ဆိုတော့အဲ့ဒါတော့ဖတ်လိုက်ရတယ် Facebook မှာအခုကအိမ်မှာနေနေပေါ့နော်လှုပ်လှုပ်နေနေဖတ်လိုက်ရတယ်တရှင်းကိစ္စလှုပ်နေနေဖတ်လိုက်ရတော့အော်သူပြန်ကောင်းအောင်ပဲထင်တာလေဒီလိုမျိုးစင်ပေါ်မှာအမောဆုပ်သွားတယ်ပဲစင်အခုကအဲ့ဖုန်းဆက်ပြီးတော့ကိုတိုးကြီးဆိုရင်ကိုမိတ်ဆွေက15မိုင်ကပြောလို့15မိုင်ကမိတ်ဆွေကလမ်းပြီးပြောလို့အခုကစုံစမ်းလိုက်တာပေါ့နော်စုံစမ်းလိုက်တဲ့အခါကျတော့ Facebook ကိုပြန်ဖွင့်တဲ့အချိန်မှာပဲဟိုတေးတဲ့ကုလူမောင်ကလည်းအခုစီ message ပို့ထားတယ်အခုကိုနိုင်တော်တဲ့အလီနိုဆုံးပြီဆိုတော့ ဆုံးပြီပေါ့နော်တေချာလာပေါ့လမ်းမေးတာ ਨੇ အဲ့လိုအကိုရဲ့အတွေ့အကြုံရပေါ့နော်တခုဖြစ်ပြီဆိုရင်အကိုတို့ဂီတလောကတွေရောအပြင်လောကတွေရောအကိုကိုအဲ့လိုမျိုးမေးလာဆိုတော့တေချာတယ်တင်မှာအကိုတို့အမှုရံသမားတွေစုံလိုက်အကိုအမြဲတမ်းကြီးညာပေးရတာများတယ်လေပြီးတော့ဖြစ်ချင်တော့အကိုသားကလည်းအဲ့ခုနပြောတဲ့ဣရိယကိုအရင်ကြိုက်ပါတယ်ဒီကောင်ကဣရိယကိုအရင်ကြိုက်တဲ့ခါကျတော့ तू ဒီလောက်ဒီကောင်ကိုအဲ့လောက်ကြိုက်မှအကိုတော့မသိပါဘူးဒီကောင်အဲ့တုတ်ပြီလေးစုံသွားတဲ့နောက်ပိုင်းမှာမှတယောက်ကလေးဒီတချင်းနေဆိုရင်ねသူ့အမှပြပြမှာကြိုက်မှန်းသိတော့ ဒီပွဲကိုလည်းကျွန်တော်ကနော်ဟိုသူကြည့်ကျင်တယ်ဆိုလို့လက်မှတ်ကိုအစောရောက်ဝယ်ပေးလိုက်ရ၄လောင်းဝယ်နေတယ်မှာကျွန်တော်၄လောင်းခန့်ဝယ်ပြီးတော့ဒီကောင်ကိုအဲ့အပေါ့ကိုတီးကျင်လာလေးလိုက်ပို့ရတယ်သူကဒီကောင်ကပြောညပြန်ရင်မိုးမချုံနဲ့တော့ဆိုတော့အဲ့တော့ကျွန်တော်ကိုယ်တိုင်ကအဲ့လောက်ကြီးဟိုခူးဆိုင်ပြီးတော့ပို့ထားတဲ့ခါကျတော့အဲ့ station မှာဒီကောင်ရှိနေတယ်ကျောက်သားရှိရင်ရှိတော့ပို့သေးကြအောင်ကျွန်တော်ကျွန်တော်မိမတောက်ဆက်ကြည့်လိုက်ပါလားတဲ့ဒါကြတေချာသိမယ်ပေါ့ကွင်းထဲမှာဆိုတော့ဆက်ကြည့်တယ်သူဟုတ်တယ်တဲ့သူတို့ရဲ့ဂီတာသမားက ဣဖိုးလုံးဖိုးလုံးကဣရိယကကိတ္တမှာခြေညာွားတယ်တဲ့ကိုဒီနိုဆုံးသွားပြီဆိုခြေညာွားတယ်ဆိုအာဒါဆိုတော့ပွဲအိမ်မှာခြေညာတယ်ဆိုတော့အမှန်ပေါ့နော်အဲ့ဒါနဲ့အခုကကိုဒီနိုဆုံးတဲ့တဲ့ကိုအတိပြုပြီးတော့ညီလေးပေါ့နော်ကျွန်တော်ညီလေးပါပဲကျွန်တော်ညီမဟုတ်ခလေးတွေဗျာကျွန်တော်သားလိုနေရဲ့ခလေးပါအဲ့ခလေးရဲ့တဲ့င်းကိုစိတ်မကောင်းတော့နဲ့လက်ခံလိုက်ရတာပေါ့အမြင့်ဆုံးထုတ်ပါလေတဲ့မှာပြောချင်တဲ့သဘောက အကိုတို့ဒီတဲ့ pop တွေကစင်မှာ7ပုတ်ဒီတယ်ဆိုသူတို့တပုတ်ကအိုးအုံးနဲ့ဒီရတယ်ပါဝါချင်းမတူဘူးကွာအခုပြောရတယ်ပေါ့အဲ့လိုမျိုးဆိုတော့သူတို့ရဲ့အားဆိုင်မှုတွေကိုအကိုတို့နားလဲဂီတာသမားတယောက်အနေနဲ့နားလဲသူတို့စင်မှာတပုတ်ထွက်ဖို့အတွက်ကိုအများကြီးကဟိုဟို featuring ဒီတယ်ဆိုမြဲစူးစမ်းတဲ့ခါကျတော့အဲ့ဒီမှာဟိုဘယ်လိုပြောမလဲရှိတဲ့ energy ကအကုန်ထည့်သုံးလိုက်တယ်ကွာ performance ကောင်းနေခါမယ်စပင်းနေခါမယ်သူဆိုစပင်းညက်ထားမယ်ရှေ့တိုးနောက်ဆုံးပေါ့နော်ကောင်းနေလှုပ်နေပါညာဆိုတော့အဲ့ဒါတွေကတာမန်လူအနေနဲ့ တနာမရှိဘူးနှလုံးထဲမှာစတန့်ထဲထားတဲ့လူအနေနဲ့ခံစားမှုကြတော့ရှားစင်မှရမယ်နောက်တစ်ခုကလည်းဒီလောက်အကြီးကွင်းကြီးအကြီးရဲ့ပြည့်တဲ့စတေရှိုးကြီးကိုသူတို့မတီးရတာကြာပြီလေကိုတီးတလောက်ပေါ့နော်အန်ဒါဂရောင်းဝိုင်းနေရဲ့ရှိုးဆိုရှားလာပြီသူတို့ရဲ့ပြည့်တဲ့နေနောက်ပြီးတွပီရဲ့ပွဲမှာသူတို့အားလုံးကနှုတ်ဆက်ခွင့်ရတယ်ဆိုဖီလင်းတွေကလည်းသူတည်ဆုံးသွားစေတဲ့ခံစားမှုနှလုံးရက်သွားစေတဲ့ခံစားမှုတွေလို့အကူကတော့အမှုပညာဆန်ဆန် တွေးမိပါတယ်ဒါပေမဲ့အကိုရောကိုယ်တိုင်လည်းအခုအသက်တွေရလာတဲ့အချိန်မှာစိတ်မမအရင်လိုမတီးနိုင်လို့အခုလည်းညဆိုစိုက်နေမတီးဘူးပွဲလည်းမတီးတာများပါပြီသူပြောတဲ့အထိပယ်ကိုအကိုသိတယ်ဆိုတော့သူကပြောချင်တာသူ့ဘဝရဲ့နောက်ဆုံးလို့ဆိုတာပြောချင်တာမဟုတ်ဘူးသူကဒီတခြင်းနဲ့လုံမစားဘူးလို့ပြောချင်တာသိလားလူတွေကတခါလည်းနားလည်မှုလွဲမှာဆိုလို့လေပရမအောင်ဆုံးနဲ့နောက်ဆုံးဆိုတယ်ဆိုတာတချို့ကအဲ့လိုအိဒီယက်ဘွဲမှာအိဒီယက်တခြင်းဆိုပြီးနောက်ကြအဲ့တခြင်းကိုကျွန်မဆိုတာအချင်းမှာဆိုလှုပ်စားကြအောင် ကျွန်တော်ဆိုရတဲ့ရှင်ပါဆိုဒီမှာအမတ်တရပွဲတွေကတည့်တဲ့အချိန်ဟာဘယ်သူအမတ်တရပါဆိုဆိုပြီးအမတ်တရတရှင်အောင်မြင်ဝိုင်းအမတ်တရတရှင်သူ့တရှင်မြေတော့လေအဲ့လိုမျိုးတွေအထက်ထက်ပြန်ဆိုပြီးတော့လှုပ်ရှားကြတယ်ပေါ့ပြောကြတယ်ပေါ့တမခုဆိုလဲ YouTube တွေမီလီယံတွေချီနေပြီဆိုရင်ဒီအမတ်တရပွဲကမီလီယံချီတာကအမတ်တရပွဲမှာပဲဖြစ်တင်တာပေါ့နော်နောက်ပိုင်းကျတော့အဲ့တရှင်ကိုယူပြီးတော့ပြင်ပေါ်ပါလှုပ်ရှားရတဲ့သဘောမျိုး तू ကသူ့လုံးမစားဘူးပေါ့ဒီတစ်ခါပဲဆိုမယ်ဆိုတော့မို့ तू ကပြောကြင်တာပါသူ့ဘဝရဲ့နောက်ဆုံးဆိုတာအကိုနားလေတာပေါ့နော် ။ तू ပြောကျင်တဲ့တပြား तू ကွဲလုံးမယ်လို့ပြောတာတော့မဟုတ်ဘူး။အတိတ်နမိတ်လို့ဖြစ်သွားတာ။တင်မှာပထမဆုံးနဲ့နောက်ဆုံးတော့ဒါကိုတုပ်ပြီးတခြင်း तू ပထမဆုံးဆိုရယ်။ဒါပေမဲ့နောက်ပွဲတွေမှာ तू ကတုပ်ပြီးတခြင်းနဲ့ကျွန်တော်ကိုတုပ်ပြီးတခြင်းဆိုထားတဲ့တခြင်းနဲ့အီရီယောတခြင်းနဲ့ तू မလုံမစားဘူးလို့ပြောကျင်တာ။အကိုတို့ဂီတာသမားအနေနဲ့နားလည်ဘူး။ဒီတယောက်လိုဖြစ်နေတာပေါ့ဆိုတော့သူနဲ့ကိုယ်နဲ့ပတ်သက်မှုကိုပြောပြမှာဆိုရင်အရန်ကိုဟိုအဒီလိုမပါဘဲနဲ့အကိုက တချင်းနေဖန်ပြီးခဲ့တာလည်းရှိသလိုအတီနိုအကူအညီယူပြီးဖန်ပြီးရတဲ့တချင်းနေရှိတယ်အကိုက instrument မှာလူတိုင်းလူလူတိကြတယ်ဆန်တော်ချင်းဆိုတော့အတီနိုတီးထားတာဆန်တော်ချင်းတီးလို့ဆိုအခုမကြခင်နဲ့ကိုပြန်တီးမေးမှာပါသူအမှတ်ရဆိုသူတီးထားတာလေးတွေပေါ့နော်အဲ့ instrument လောက်တိုင်းသူ့တကောဒီဘုတ်ဘုတ်ခေါ်တီးရတယ်အတီနိုကောက်တီးပြီးသားမှာကောဒီဘုတ်လောက်ဆိုသူကလည်း special ခတ်တာကြီးတွေ double kick ကြီးတွေနဲ့သူတီးပြီးတော့သူနဲ့ကိုနေဟာဟိုပုံမှန်ခင်မင်မှုမဟုတ်ကွာပြောချင်တာအမှန်တမ်းပြောမယ်ကွာလူတွေကူပြောနေတာသူအစလိုဖြစ်တဲ့ကာလောက်ပြောနေတာသူဘန်ထောင်တဲ့ကာလောက်ပြောနေတာ အကိုတို့တည့်ရာသူဘန်တောင်တဲ့ကာလမဟုတ်သူကလေးပေါ့စာလေးနဲ့အကိုတို့ဒီးတဲ့အချိန်မှာလာကြည့်တဲ့အချိန်အကိုတို့ညစားတဲ့အချိန်မှာဝင်လာပြီးတော့အကိုတို့နဲ့ဆိုအကိုတို့ကသူ့နောက်ကြလေကလေးဆိုဝိုင်းကြက်ကြကိုယ်ကလူကြီးတွေကိုဆိုတော့အဲ့ခါလေးကိုအကိုကတည်တာသူလူကြီးဖြစ်လာတဲ့အကိုတို့တက်ကကလေးပဲမက်ထရစီနဲ့ခင်တာနဲ့အဒီနိုဖင်နဲ့အကိုနဲ့အစာပေါင်းဝင်မလားဆိုတော့ခင်တယ်ဟောပြောမလားဆိုမလားတဲ့မှာအဒီနိုဖင်နဲ့အကိုနဲ့ခင်တာဟိုချက်ပေါ်ချက်ဖတ်တယ်ပေါ့နော်အခုသူဆုံးသွားတာအကိုကပြောတာအစိုးရအနေနဲ့အကိုမသိပါဘူးအဒီနိုလည်းအကိုအစိုးလို့အခုတက်တည်တယ်ဟုတ် မခံစားမိဘူးဆိုတော့ကိုယ်ကလေးတယောက်လို့ဖြစ်တော့အကိုသူ့ကြိုက်တာ dream ကြီးတော့ကြိုက်တာကိုကိုဝေတုံးရဲ့သူတယောက် player တယောက်နေနဲ့အကိုသူ့အခုတည်းကြိုက်တာ dream ကြီးကအရင်ကြိုက်တယ်ပြီးတော့အကိုသူ့ dream နေတဲ့ session ကိုတီးဘူးလေနောက်ပြီးသူတို့စမ်းတခုကလည်းအဂျီနိုအခွေရအကိုတစ်ခွေလုံးတီးပြီးဘူးလေမထွက်ဖြစ်တာသူ့ music ကိုအကိုမသိပါဘူးသူ့တခြင်းနေနဲ့အကိုမရပါဘူးဒါပေမဲ့သူ့တော့အကိုကအရင်ချစ်တယ်အရင်ခင်တယ်အရင်ကလေးတယောက်လို့ဆောက်ရှောက်ခဲ့ရလို့စိတ်မကောင်းဖြစ်တာပါဒီလို stage show မှာလဲသွားတဲ့မြင်ကွင်းမြင်တဲ့အခါမှာလည်း အခုကဟိုကလေးတယောက်ကိုတို့ထိန်းသိမ်းဆောက်ရှောက်ခဲ့ရတဲ့ကလေးတယောက်လဲကြွားတဲ့ခံစားမှုမျိုးနဲ့ပဲအခုကစိတ်မကောင်းဖြစ်တာပေါ့ကိုရငယ်တဲ့လူဖြစ်လာတဲ့ခါကျတည်ခြင်းတရားကိုကိုတို့သိလာတယ်တည်ခြင်းတရားဆိုငဲတာကြီးတာမရွေးဘူးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုတို့ခုံယူဖို့ကောင်းတာတစ်ချက်ကတော့ပြည့်သက်ရှင်းမှာပထမဆုံးဗီဒီယိုတွေရိုက်ထားတဲ့ရှင်းမှာကြဆုံးသွားတဲ့အမှုပညာရှင်တယောက်အဖြစ်အဒီနိုကမှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့နော်ရင်းတော့ရှင်မန်းတင်မောင်တို့ဆုံးတဲ့အချိန်တုန်းကတော့ဘာမှ မပေါ်သေးဘူးလေအဲရကူးမှုတွေပါလေမပေါ်သေးတော့အခုကျအဒီတော့ကျပြည့်တဲ့အားလုံးရဲ့ရှေ့ကြီးမှာလက်ကြွားတော့ performance လို့ပြမထင်နေကြတာလေအခုလက် performance လို့ထင်တာပါဆိုတော့အခုတော့တကယ်ဖြစ်သွားတဲ့အတွက်သူ့ကိုပြည့်တဲ့တည်းမြစ်တာတရားတွေချစ်ခြင်းတရားတွေအများကြီးရရှိခဲ့တယ်သူရှိတုန်းကသူရှိတုန်းကလစ်လူရှုခံခဲ့ရတယ်လို့ယူဆရင်တော့အခုချိန်မှာအယုံဆိုင်သွားကြတယ်လို့အခုမြင်ပါတယ်အဲ့တော့အခုအဒီတော့အတွက်အမှတ်တရစကားပြောနေတာကအမှုညာသမားတွေရှိတော့ ချစ်ခင်ကြပါမရှိမှချစ်ခင်ရင်ဒီကောင်းတော့ကောင်းပါဒါအပြည့်ကကောင်းတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဒီနိုကိုစဉ်းစားကြည့်လိုက်ပါအဒီနိုစီကာဘာဆောင်းနေဆိုပြီးတော့စင်ပေါ်မှာတက်လာတဲ့လူတော့မဟုတ်ပါဘူး။တကယ်လို့သူပရမောဆုံးအချိန်နဲ့နောက်ဆုံးအချိန်နဲ့စကားသူပြောတာလေကာဘာကသူပရမောဆုံးဆုံးမယ်ဆိုတဲ့သဘောမျိုးသူပြောတာဖြစ်ပင်လို့အခုထင်ပါတယ်။နောက်ပြီးတော့ကွယ်လုံမှကြီးမွန်ကြတဲ့အချိန်မျိုးပြည့်ရအတွက်အခုလိုနိုင်ငံရဲ့အမှုပညာအားပေးမှုကိုလည်းနည်းနည်းလေးတော့အားမလို့အားမရဖြစ်မိပါတယ်။တကယ်ရှိလို့တကယ်ဖန်တီးတဲ့အမှုပညာရှင်ဒါမှမဟုတ်ဒိုးလုံးပေါ့ တို့လုံးရှိတော့ကြိုက်တာလေဆိုရင်တို့လုံးတင်မှကြိုက်တဲ့လူတွေအတင်းတို့ရှိတော့လေဆိုရင်အတင်းတို့တင်မှကြိုက်မဲ့လူတွေတုတ်ပီရှိတာဆိုရင်တုတ်ပီဆုံးမှကြိုက်တဲ့လူတွေညာလာတော့ရှင်နေတဲ့အချိန်မှာလေတကယ်အမှုပြရှာစစ်တွေကိုပြစ်မထားပဲနဲ့အားပေးစေချင်ပါလေခုနကအွန်လိုင်းမှာကိုယ်ကားရဲဆိုမှဝိုင်းပြီးရှယ်နေတဲ့လူစားမျိုးတွေအနေနဲ့လေတကယ်အမှုပြရှာရှင်အစ်စ်တွေကိုတေးမအားပေးမယ်ဆိုမတည်ခင်တည်းကညှင့်နေပေးတဲ့လူတွေ မြများပေါ်စေခြင်းပါလေမြများအပေးစင်ခြင်းပါလေဒီလိုမျိုးပေါက်တက်ကြရတွေဟိုလူကြီးကြရတွေဝိုင်းပြီးရှယ်ပြီးတော့နာမည်ကြီးအောင်လုပ်ပေးနေတဲ့လူစားမျိုးတွေကတော့အတီနိုတေလို့ဝမ်းနေမယ်ဆိုရင် တော့ကျွန်တော်ကတော့နောက်ကြလို့ပြောချင်ပါတယ်တကယ်တမ်းတော့ရှေ့စဉ်ကာလတွေကအခုတည်းကဆက်ပြီးတော့ပေါ်လာမယ့်အမှုပညာရှင်အစ်တလေးတွေကိုသူတို့ကိုယ်ကားဖြစ်မှာအားပေးတာလေကိုယ်ကားမဖြစ်လေချစ်ကြပါလို့ပြောချင်ပါတယ်